မင်္ဂလာပါရှင်ခေတ်သစ်ညွေမီဒီယာကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမအဆုံးတထုံတွင်ဗိုလ်မှူးဆန်းဝေးအောင်နဲ့ခရိုင်ရဲမှုဒူရဲမှုကြီးမြင့်နိုင်တို့ပူးပေါင်း၍လူငယ်များကိုပေါ်တာဆွဲဖန်စီပြီးလူငယ်တဦးလျင်350ဖြင့်ငွေညစ်ပြန်၍ခိုင်းငွေချင်းမတတ်နိုင်သူများကိုစစ်မှုရဲတနန်းချောင်းတို့ပို့ဆောင်တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ် ဝန်ပြည်နယ်တထုံမြို့နယ်မှာမြို့နယ်စီမံကောင်စီဝင်ဗိုလ်မှူးဆန်းဝင်အောင်နဲ့ခရိုင်ရဲမှုဒုရဲမှုကြီးမြင့်နိုင်တို့ပူးပေါင်း၍လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးလူငယ်တအုပ်လျင်350ပြင်ပြန်ရွေးခိုင်းနေကြောင်းဖမ်းဆီးခံရသောလူငယ်တချို့၏မိဘဆွေမျိုးများကပြောဆိုပါရယ်တထုံမြို့နယ်တွင်ဖြူစောတီစစ်တပ်နှင့်ရဲများကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုများနေရောညပါတုံးမြင့်လုံဆောင်လာကြောင်းဖမ်းဆီးရရှိသောလူငယ်များကိုပြန်လည်ရွေးယူမည်ဆိုပါကတထုံမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်တဲ့ဗိုလ်မှူးဆန်းဝင်အောင်နဲ့တထုံခရိုင် ရဲမှုဒုတိယရဲမှုကြီးမြင့်နိုင်တို့ထံမှတွားရောက်ရွေးယူရကြောင်းငွေကြေးမတက်နိုင်၍မရွေးနိုင်သူများကိုစစ်တပ်နှင့်ကြောင်းတို့တိုက်ရိုက်ပို့ဆောင်နေကြောင်းသိရှိရပါသည် တထုံမှာနေရောညမှာလူငယ်တွေတော်တော်များများပေါ်တာဆွဲခံနေရတဲ့အိမ်မော်အထိပါစည်ရင်းဆိုပြီးအစည်ရင်းဆိုပြီးပေါ်တာတက်ဆွဲတာဖန်စီခံရပြီးရင်၃ရက်နဲ့၅ရက်တွင်ငွေနဲ့ရွေးခိုင်းနေလူငယ်တအုပ်ကို၃၀နဲ့ရွေးရပါတယ်သူတို့ဆောင်နေချက်မှာမရွေးနိုင်တော့တခါတည်းစစ်မှုရန်တနန်းချောင်းကိုပို့ပါတယ်ဟုတထုံမျိုးနယ်မှာတော်လိုင်းရေးကင်းထောက်လဲဖြင့်တက်ကြွလှူရှားသူလဲဖြစ်သူပြည်သူတအုပ်ကပြောဆိုပါတယ်တထုံမျိုးနယ်တွင်ပုံမှုဆန်းဝေးအောင် DSC 48နဲ့တထုံခရိုင်ရဲမှုဒူရဲမှုကြီးမြင့်နိုင်တို့မှာနှင်းများစွာကြာ ားမြင့်နေပြီဖြစ်ပြီးငွေကြေးတက်နိုင်သောပြည်သူများနဲ့လုပ်ငန်းရှင်များ၏နေအိမ်များလူငယ်ထူသားများကိုလည်းသိရှိကြောင်းထို့ကြောင့်ငွေကြေးတက်နိုင်သူများကိုပြည့်မတ်ထားဖန်ဆင်းငွေညှိမှုများမကြာခဏဆိုသလိုလှုပ်ဆောင်နေကြောင်းသိရပါဗျာ။ ဘုံမှုဆန်းဝေးအောင်လောက်ကပြူစောတိခေါ်မလားပြည်သူစစ်ခေါ်မလားအဲ့ဒီကောင်တွေကအရန်ရိုင်းဆိုင်နေညာတိုင်းကင်းလှည့်ပြီးလမ်းမှာတွေ့ရလူကြီးတွေရောအသက်မပြည့်သေးတဲ့လူငယ်တွေရောဆဲဆူရိုက်နေတဲ့စစ်မှုရန်အကျုံးဝင်တော့တခါတည်းဖန်စီပြီးဘော်ဒါဆွဲတယ်ဟုတထုံဒေတာတရင်ရှင်မြက်ကပြောဆိုပါတယ်။မကြသိမီကတထုံမျိုးပေါ်တွင်ဘော်ဒါဆွဲဖန်စီခံလိုက်ရတော့လူငယ်တူဦးဆွေမျိုးတူကဒိန်း90ပြင်းမရွေးနိုင်သဖြင့်တားဖြစ်သူကိုစစ်မှုရန်အပတ်စဉ်ဆက်ရှိတော့စစ်တပ်ကပို့ဆောင်လိုက်ကြောင်းသိရပါတယ်။ဖန်နာကဆိုင်ကယ်စီးတာအုတ်ထုတ်မဆောင် လို့ဆိုပြီးဖမ်းသွားတာဖမ်းပြီးတော့3900နဲ့လာရွေးခိုင်းနေဆိုင်ကယ်စီးလို့အုတ်ထုတ်မဆောင်တာ3900ဆိုတော့ဘလို့ရွေးမလဲမရွေးနိုင်တော့အော်တိုဘားလ13ရက်နေ့မှာစစ်မှုရဲအပတ်စဉ်18ကိုပို့ခံလိုက်ရပါတယ်ဟုဖမ်းဆီးကန်လူငယ်ဤဆွေမျိုးကရှင်းပြပါတယ်တထုံမြို့နယ်တွင်လောက်စင်စစ်မှုရန်ဖြင့်လူငယ်150နဲ့300ကျော်ဖမ်းဆီးခံနေရပြီးစစ်မှုရန်ဖြင့်ပို့ဆောင်ခံနေရကြောင်းတထုံမြို့ဤကင်းထောက်အဖွဲ့များထံကသိရှိရပါတယ် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့အကျန်းဖက်စစ်တပ်က KK Bat ကိုဝင်စီပြီးကြားဖြတ်နှိမ်နင်းရေးအမိတမ်းမှုခေါင်းကားလုတ်သည့်ပြည်တစားနှိမ်နင်းရေးဇလံဟု KNU ဗဟိုအလုံးမှုဆောင်ဘရိုစော်တော်နီပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အကျန်းဖက်စစ်တပ်က KK Bat ကိုဝင်စီးပြပြီးကြားဖြတ်နေနေရဲ့အမည်တက်မှုမှာခေါင်းကားလုတ်သည့်ပြည်တစားနေနေရဲ့ဇလန်းသားဖြစ်ကြောင်းခရင်မျိုးသားစီယုံ KNU ဗဟိုအလုံးမှုဆောင်ဘရိုစော်တော်နီကပြောဆိုပါတယ် ကျန်းဖန်စစ်တပ်က BGF ကောင်းဆောင်ပုံမူကြီးစောချစ်သူဦးစီးထိန်ချုပ်လုတ်ကိုင်းနေသော KKBAT ကိုဝင်ရောက်စီးနှင်ပြီးလူပေါင်း2200နီးပါးကိုဖမ်းဆီးရရှိကြောင်း KKBAT ကိုစီးနှင်ခဲ့ရာစောင့်လုပ်ပြီးအဆောက်အုံတစ်ထပ်တိုက်၁၀လုံး၊နှစ်ထပ်တိုက်အလုံး၁၀၄တိုက်အလုံး၂၀၊၅တိုက်တိုက်နှလုံး၊တစ်ထပ်တိုက်ဈေးဆိုင်ကန်အလုံး၂၀၊နှစ်ထပ်တိုက်ဈေးဆိုင်ကန်အလုံး၃၀၊တစ်ထပ်တိုက်၉၅လုံး၊နှစ်ထပ်တိုက်၉၀အလုံး၂၀၊၄တိုက်တိုက်၉၀၁၀လုံး၊စောင့်လုပ်စဲနှစ်ထပ်တိုက်၂၀တလုံး၊၃ထပ်တိုက်၁၀လုံး၊၄တိုက်တိုက် ၅လုံး၊ငါးရက်တိုက်၅လုံးနဲ့တထက်တိုက်ဆေးပေကန်နှကန်တို့တွေ့ရှိခဲ့ကြောင်းစတားလင်ဆလောင်အစုံ30နဲ့ဆက်ဆက်ပစ္စည်းများသိမ်းဆည်းရမိခဲ့ပြီးအလုတ္တမအမျိုးသား1645ဦး၊အမျိုးသမီး455ဦး၊လုံခြုံရေးအမျိုးသား60ဦး၊စုစုပေါင်း2190ဦးတွေ့ရှိခဲ့ကြောင်းစစ်တပ်ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ စစ်တပ်က KK ဘတ်ကိုစီးနင်းပြပြီးကြားဖြန့်နေနေရေးဥဆုံးနေခြင်းမှာတစ်ချိန်ကကွန်မြူနစ်ခေါင်းဆောင်တခင်ဆိုးပြောခဲ့မှုတဲ့ခေါင်းကလုတ်တီပြစ်တစားနေနေရေးဆိုသောဇလန်းကိုတရိယာမိကြောင်း KNU ဘရိုဆော်တော်နီကမှတ်ချက်ပြုပြောဆိုပါတယ်တခင်ဆိုးပြောပြောနေတဲ့ပြစ်တစားနေနေရေးဇလန်းကိုပဲပြန်အမှတ်ရနေပါတယ်ခမရဟုဘရိုဆော်တော်နီကရှင်းပြပါတယ် အကျန်းဖက်စစ်တပ်၏ပြောရေးဆိုခွင့်ရှိသူအကျန်းဖက်ဇော်မင်းထွန်းကမြောက်ရီမြို့နယ်တောင်ပတ်မဲထော်တနေရှိ KK ဘတ်မှ KNU နယ်မြေအတွင်းမှရှိပြီး KNU မှအရာရှိတချို့ကကုမ္ပဏီထောင်လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း KNU ကတနိုင်ငံလုံးကိုရောင်းစားသည့်အဖွဲ့ဖြစ်ကြောင်းဝါနာပြန်တင်းမီဒီယာများမှထုတ်ပြန်ပြောဆိုပါရယ် KNU ကဒီလုပ်ငန်းကရရှိတဲ့ငွေကြေးတွေနဲ့နိုင်ငံတော်နဲ့တိုင်းသားပြည်သူလူထုအပေါ်မှာအကျန်းဖက်တပ်ဖြတ်မှုတွေပြုလုပ်နေတာဖြစ်ပါရယ်အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကိုအကောက်အွယ်ပေးထားပြီးတရုတ်နိုင်ငံထိုင်းနိုင်ငံအပါအဝင်ဒေ ေတောင်ရင်းနိုင်ငံတကာအပေါ်မှာရာဇဝမှုတွေကျွလွန်နိုင်အောင်လှုံ့ဆော်နေတဲ့အဖွဲ့အစည်းလည်းဖြစ်ပါတယ်။ပိုက်ဆံသာရမယ်ဆိုရင်တနိုင်ငံလုံးကိုလက်ညှိုးထိုးရောက်စားဖို့ဝန်မလေးတဲ့ KNU နဲ့အဖွဲ့ကိုနိုင်ငံတကာပြည်သူတွေကဝိုင်းဝန်းဆန့်ကျင်ဖို့လိုပါတယ်ဟုအကြံဖက်ဇော်မင်းထွန်းကဆိုပါတယ်။ မြန်မာနိုင်ငံမှကြားဖြန့်လုပ်ငန်းများကိုအဓိကစောင့်ကြည့်လေ့လာနေသည့် Justice for Myanmar နှင့် USIB တို့က KKPAT ကိုစစ်တပ်၏လက်အောက်ခံဗိုလ်မှူးကြီးစောချစ်သူဦးဆောင်သောကရင်နေကြားဆောင်တပ်ဖွဲ့ BGF ကဦးစီးလုပ်ကိုင်နေခြင်းဖြစ်ကြောင်းတပ်တွေအထောက်အထားဖြင့်အစိုးရခံတရင်များထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ထို့ပြင် American ပြည်ထောင်စုကစစ်တပ်လက်အောက်ခံ BGF ကောင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူအပါအဝင်ကြားဖြန့်လုပ်ငန်းများကိုအကောက်အွယ်ပေးလုံခြုံရေးယူနေသော BGF ကောင်းဆောင်များကိုစီးပွားရေးပိတ်ဆို့မှုများဇက်တိုက်ချမှတ်ခဲ့ပါသည်။မြောက် မြို့နယ်တွင်ရှိ KK ပတ်ကြားဖြန့်ဝင်းလင်းချံဝီမြေနေရာကိုတရုတ်ကြားဖြန့်ရာဇဝခိုင်းများကမြန်မာစစ်အုပ်စုကုတ်ခဲမှုအောက်ရှိကရင်နေကြားဆောင်တပ်ဖွဲ့ထံမှငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း KK ပတ်တိဆောက်ရေးလုပ်ငန်းများကို2020ခုနှစ်မှာစတင်ခဲ့တော်လဲ2021အနာသိမ့်မှုဖြစ်ပွားပြီးနောက်ပိုင်းမှာသာအလုံးရင်းနဲ့တိဆောက်ခဲ့ခြင်းဖြစ်ပြီး2024ခုနှစ်ဖေဖော်ဝါရီလမှဒီဇင်ဘာလအထိဆယ်လအတွင်းအဆောက်အုံတဲ့အလုံးပေါင်းအလုံး20ကျော်ဆောက်လုပ်ပြီးစီးခဲ့ကြောင်းကိုဂျိုလူတပ်ပေါ်များမှတစင်မြင်တွေ့နိုင်သည်ဟု Justice for ်မာကသတင်းထုတ်ပြန်ခဲ့ပါတယ်။ ။အွန်လိုင်းငွေလိမ်ကိုင်းသို့မဟုတ်ကြားဖြတ်လုပ်ငန်းများသည့်မြန်မာစစ်တပ်၏ရာဇဝတ်ဆင်ပွားလုပ်ငန်းကွန်ရက်ကြီးဗဟိုချက်တွင်တည်ရှိနေခြင်းဖြစ်ပြီးစစ်တပ်သည်ခရင်နယ်ကြားဆောင်တပ်ဖွဲ့ BGF ကိုလက်တံမွေးကအဆိုပါလုပ်ငန်းများကိုထိန်းချုပ်စေခြင်းဖြစ်သောကြောင့်မြန်မာစစ်တပ်နှင့်ပြည်သူစစ်များတန်းစီစင်းနေသောဗန်နာငွေစစ်လက်နက်နှင့်လေယာဉ်စီရင်းမြစ်များအားလုံးဖြတ်တောက်ပြီး၎င်းတို့ကျူးလွန်သောနိုင်ငံဖြတ်ကျော်ရာဇဝတ်လုပ်ငန်းများအတွက်ရောက်ဆိုကြောင်းအရာအရင်းယူတာဝန်ခံစင်ရေးဒေသလေးအဆိုပါစိုက်ပါငွေလိမ်လုပ်ငန်းများကိုအမှန်တကယ်တိုက်ဖြတ်နိုင်မည် ြစ်ကြောင်း Justice for Myanmar ကထုတ်ပြန်ခဲ့ပါတယ်။ American ခြေဆိုင် USIB ကကရင်ပြည်နယ်တွင်ရှမ်းပြည်နယ်မြောက်ပိုင်းမှကြားဖြန့်ကိုင်းများအရှိန်ဟုန်ဖြင့်ရောက်ရှိနေပြီး American ကိုပြစ်မှတ်ထားလာကြောင်း BGM ဗိုလ်မှူးကြီးစောချစ်သူဗိုလ်မှူးတင်ဝင်းနှင့်မုတ်တုံတို့ကြားဖြန့်လုပ်ငန်းများတွင်ပါဝင်ပတ်သက်နေကြောင်း American ဒေါ်လာ192သန်းအမြတ်ဆုံးနှစ်စဉ်ရနေကြောင်းအစင်ခံဖော်ပြခဲ့ပါတယ်။ မြောက်ရီမြို့နယ်တွင်အွန်လိုင်းကြားဖြတ်များခြေဆိုင်သည့်ရွှေကုတ်ကိုမြို့တည်စီမံကိန်း၊ရထိုင်းမြို့တည်စီမံကိန်း၊ဒေါမေဥယင်စီမံကိန်း၊အပိုလိုဘတ်၊ဂျန်ဆက်ဘတ်၊ကေကေဘတ်မြောက်ရီမြို့တည်စားရီစီမံကိန်းများစွာကို PGF ကဦးဆောင်ရေးတရုတ်စီးပွားရေးသမားများပြည်ပဒုစရိုက်ခိုင်းများနေတွင်တွဲဖက်အကောင့်ထဲပေါ်လာနေခြင်းဖြစ်ပါသည်မြန်မာစစ်တပ်နှင့်ပူးပေါင်းထားတဲ့ကရင် PGF ဖွဲ့ကကရင်ပြည်နယ်မှမြောက်ရီမြို့ပအဝင်နေမြေချို့ကိုထိန်းချုပ်ထားကြောင်း ဘီဂျီအက်ပါဝင်ပတ်သက်နေသောတရားမဝင်ကာစီနိုလောင်းကစားရုံများအွန်လိုင်းလိမ်လည်ရောက်ဆုံးမှုကွန်ရက်များကြောင့်ကမ္ဘာတဝန်းမှလူပေါင်းများစွာလူကုန်ကူးခံရပြီး၎င်းတို့တင်ရောက်ဆုံးမှုများကျူးလွန်ရန်အတင်းကျပ်ခိုင်းစေခံရခြင်းနှိပ်စက်ခံရခြင်းရှိနေသည့်ပြင်အမျက်ထုတ်ခံရသည့်အလုပ်သမားများနှင့်စိုက်ဘာလိမ်လည်မှုစခန်းများလည်ပတ်နေကြောင်းသိရပါသည် ဘုံမူကြီးစောချစ်သူဦးဆောင်သော PG အတွက်အကြီးမားဆုံးအမြတ်ငွေမှာတရုတ်ရာဇဝတ်ကိုင်းများကြောထောက်နောက်ခံပြုထားသောအွန်လိုင်းကာစီနိုအွန်လိုင်းကြားဖြင့်လုပ်ငန်းမှဖြစ်ကြောင်း PG ထိန်းချုပ်ထားသောအွန်လိုင်းရာဇဝတ်ကိုင်းများကအနည်းစင်အမေရိကန်ဒေါ်လာ3.8ဘီလီယံရရှိနေပြီး PG အမေရိကန်ဒေါ်လာတန်900ကျော်ရရှိနိုင်ကြောင်း USIB ကတင်ထုတ်ပြန်ခဲ့ပါသည် ရှမ်းပြည်နယ်မြောက်ပိုင်းမှာတရုတ်ဤနေနေမှုများကြောင့်အွန်လိုင်းငွေလိမ်လည်ခိုင်းများကြားဖြန့်သည့်ကရင်ပြည်နယ်သို့ရွှေ့ပြောင်းနေပြီးစစ်တပ်လောက်ခံနေကြဆောင်တဲ့ BGF ခေါင်းဆောင်ဗိုလ်မှူးကြီးစောချစ်တို့မုတ်တုံတင်ဝင်းဆိုင်းကျော်လရောဂျာခင်တို့ကအဓိက ပါဝင်ပတ်သက်သူများဖြစ်ကြောင်း American USIB ကအစီရင်ခံဖော်ပြကြောင်းသိရပါတယ်။ ကရင်နယ်အတွင်းပြောင်း BGA ရဲ့အဓိကကောင်းဆောင်ပုံကိုယ်တုံးဖြစ်တဲ့ဘုံမူကြီးစောချစ်သူဘုံမူမုတ်တုံးနဲ့ဘုံမူကျင်ဝင်တို့ကတရုတ်အွန်လိုင်းငွေလိမ်ကမ်းများကိုလက်ခံရအတွင်းအဓိကပါဝင်သူများဖြစ်ကြောင်းသိရပါတယ်။ကရင်ပြည်နယ်ရှိအွန်လိုင်းငွေလိမ်ကမ်းများဟာစောချစ်သူရဲ့နေကြာဆောင်တပ်ဖွဲ့ BGA ထိန်းချုပ်နေမြမှာလဲပတ်ပြီးတပ်ဖွဲ့ဝင်အင်အား8000ကျော်ဖြင့်အင်အားကောင်းတဲ့ BGKNE ကို KNU နဲ့စစ်တပ်ကပါတိုက်ရိုက်ပဋိပက္ခဖြစ်ပွားရန်ဆန္ဒမရှိကြောင်း USIB ကဆိုကြောင်းသိရပါဗျ။